င်္ဂလာပါရှင်ကျမတို့ရဲ့ EPN စောင်းပါကဏ္ဍကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်စောင်းပါလေးကတော့စောင်းပါရှင်မြတ်သိန်းရေးသားတဲ့အစားတောင်းတဲ့ကျမကြီးဆိုတဲ့စောင်းပါလေးပဲဖြစ်ပါတယ် ယနေ့ခေတ်တွင် အစာအာဟာရနှင့်ပတ်သက်၍တဘာဝအတိုင်းချိုးမြနေသော အသီးနှံများကိုအချိန်မရွေးစားသုံးနိုင်အောင်ဆိုသောစင်ကြယ်များနှင့်အသီးချောင်းလုပ်ပြီးရောင်းချခြင်းအစားအစာများကိုတာရှည်ခံအောင်ဆေးဝါးနှင့်ပြုပြင်စီမံခြင်းများအပါအဝင်အယောင်လှလှထုတ်ပေါ်မှုပါကင်ဆန်ဆန်များနှင့်ရောင်းချနေသောအစားအစာများသည်လူသားတို့၏ကြံမာရေးကိုအကြီးကျယ်ချိန်ချောက်လာနေသည်အစာဆိုဒီမှာခန္ဓာကိုယ်အတွက်လိုအပ်သောစွမ်းအင်ကိုထုတ်ပေးနိုင်ရမည် ကျမတန်ဆွမ်းသော ခန္ဓာကိုယ်ကြီးထွားရေးအတွက်အထောက်အကူပြုရမည်ခန္ဓာကိုယ်တွင်းမှပျက်စီးသွားတဲ့ရုပ်ဝိတုဆဲလ်များကိုအစားထိုးပြင်ဆင်ပေးနိုင်ရမည်သို့မဟုတ်အနည်းဆုံးတစ်ခုခုကိုထမ်းဆောင်ပေးနိုင်မှအစာဖြစ်သည်ဟုအစာအာဟာရသိပ္ပံကအသေးပေတမတ်ထားပါသည်အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစာတောင်းမှပေးသောဒုက္ခများသည်တစ်နှစ်ထက်တစ်နှစ်ပိုများလာပါသည်။တဘာဝတံပိုးမထားတတ်ခြင်းနှင့်အလုံးစုံပြည့်စုံခြင်းကိုလိုလားသောလှူလောပါကြောင့်ပင်ဆိုရမည်ဖြစ်ပါသည်။ ။တဘာဝဒီနံများနှင့်ဟင်းဒီဟင်းရွက်များတွင်ပိုးပေါက်ပါလျင်ဈေးကောင်းမရမှဆို၍စိုက်ပျိုးရေးလှုပ်ဆောင်သူအများစုသည် အပင်အရွက်အပွင့်သည့်အာလုံးကိုပိုးသက်စေပြန်ကြသည်။ဤတွင်စိုက်ပျိုးမြေပြုံးတိပြည့်စည်မှုများဖြစ်ပေါ်လာနိုင်သလိုအသီးနှံဟင်းသီးဟင်းရွက်များတွင်ကပ်ပါလာသောဓာတု ပိုသက်စေအကျဉ်းချံများကို စားသုံးမိကြသည်ယခုခေတ်ရှိလူအများဖို့အဖက်ဖက်မှစိတ်ချရပါသည်ဟုအတိပြုနိုင်သောအစားအစာများကိုသာစားဖို့ဆိုဒီမှာလုံးဝမဖြစ်နိုင်ပေ ကျမရင်းနဲ့ညီညွတ်သော အစားအသောက်တန့်ရှင်ရေးသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၌ပင်တည်တည်ချာချာကင်တွယ်ဖြည့်ရှင်းနေရသည့်အရေးကြီးကိစ္စရဲ့တစ်ခုပင်ဖြစ်နေသည်အစာလဲစီစီးလဲအစာဆိုတော်လဲအစာမရသောအာဟာရတတ်များမလုံလောက်သောအခါအာဟာရချို့တဲမှုဖြစ်နိုင်ပါသည်အထူးသဖြင့်ကလေးသင်ငယ်များနှင့်တက်ကြီးရွယ်အိုများသည်အစာအာဟာရချို့တဲကခန္ဓာကိုယ်တွင်အနုစီဝဖောက်ပြန်မှုများကြောင့်အနာရောဂါအမျိုးမျိုးဝင်ရောက်ကတည်ဆုံရခြင်းဖြစ်သည် အထူးတပြင်အဟာရချို့တဲ့လင်းယောဂဗျာများဖြစ်နိုင်သလိုအဟာရလွန်ကဲလင်းနဲ့အန်ဒီယေဖြစ်နိုင်ပါသည် ယနေ့ဖွံ့ဖြိုးဆဲနိုင်ငံများ၏အစားအသောက်တန့်ရှိရေးမှာလက်လန်းမမီနိုင်သေးသောအရာတစ်ခုလိုဖြစ်နေပါသည်အများစုသည်လမ်းဘေးဆိုင်များအပေါ်မိခိုးစားတောက်နေရသည် ထို့ပြင်အစားအသောက်ထဲတွင်ပါဝင်သောအာဟာရတန်ဖိုးမှလည်းမတ်လောက်စရာမရှိလာပေသမုတ်တရားဝမ်းတထွာအတွက်ဆာလာမှုဒဏ်ကို ရရစားရင်ဖြည့်ရှင်ကြရအောင်အာဟာရပြေဝခြင်းကယ်လိုရီတွက်ချက်စားသုံးခြင်းတို့ဆိုဒီမှာအလွန်နှေးပါလာသည် ထို့ထက်ဆိုဒီမှာတန်ပေါင်းများစွာတော့လူတော်သည်သူတို့စားတော့ဒီအစားစာစိတ်ချမှုရှိမရှိကျောင်းမကြီးနဲ့ညီမကြီးစိုးရိမ်ပူပန်မှုနေနေတာတာတဘာဝရှင်တန်မှုအတွက်နတ်မှန်အောင်စားသုံးနိုင်ဖို့ပေမနေကြီးရုံးကန်လှူရှားနေကြရသည် ဖွင့်ပြိုစေနိုင်ငံများ၏အစားသောက်နှင့်ပတ်သက်၍အဖက်ဖက်မှစိုးရိမ်ဖွဲ့ရာဖြစ်နေသောအခြေအနေများတွင်ဖွင့်ပြိုပြီးနိုင်ငံကြီးများလည်းအစားသောက်နှင့်ပတ်သက်၍လုံးဝစိတ်ချနေရသော အနေထားမဟုတ်ပေ အထူးသဖြင့် Process Food ကပြုပြင်ပုံပြောင်းထားသောတာရှိခံအစားအသောက်များကြောင့်ကျောင်းမရေးထိခိုက်မှုများဖြစ်ပေါ်နေပါသည်ပြုပြင်ပုံပြောင်းထားသောအစားအသောက်ဆိုဒီမှာအယောင်ချွတ်ထားသောအစားအစာများတာရှိခံဓာတုစေဝါတုံးထားတဲ့အစားအစာများစီတုပ်ဘူးများခဲနီအောင်ရေခဲရိုက်ထားတဲ့အသားငါးများအယောင်ဆိုးဆေးတုံးထားတဲ့အစားအစာများ ကြိုတင်ချက်ပြုတ်ထားတဲ့အစားတောက်များနဲ့အပူချိန်ဖိအားကိုအသုံးပြုပြီးအချောက်ခံထားတဲ့အစားတောက်အားလုံးကိုဆိုလိုပါသည်ဟင်းဒီဟင်းရွက်တောင်ငါတီးနံများကိုတဘာဝတိုင်းစားသုံးနိုင်ရန်ဆိုတဲ့ရည်ရွယ်ချက်ထက်သာရှည်အထားခံအောင်အရသာပူကားအောင်မျက်စိပဓာတာဖြစ်အောင်ပြုပြင်ဖန်တီးလိုက်သည့်အခါတွင် အစားစာများ၏အာဟာရနှင့် အာဟာရတန်ဖိုးသည် အများကြီးပြောင်းလဲပြည့်စည်သွားပြီဖြစ်သည် ဤကဲ့သို့ပြုပြင်ဖန်တီးထားသော process food အစားအသောက်များသည်လူခန္ဓာကိုကျန်းမာရေးအတွက်များစွာအထောက်အကူမဖြစ်စေဘဲဆိုးကျိုးများသာဖြစ်ပေါ်စေပါသည်။ယနေ့ပြုပြင်ဖန်တီးပုံပြောင်းထားသော process food များတွင်သတ္တပမာဏအများကြီးပါဝင်ပါသည်။ကိမုတ်၊ပေါင်မုံ၊ချောကလက်၊သတ္တလုံးနှင့်အချိုရည်ဘူးများစသည်တို့၏ပါဝင်ပစ္စည်းအညွန့်တွင်ပါသောသတ္တပမာဏသည်လူသည်ထက်ပိုများနေသည်။ အချိန်ကြာမြင့်စွာသုံးဆွဲခြင်းဖြင့်ခန္ဓာကိုယ်တွင်အဝလွန်ခြင်းစီးကျူယောဂဖြစ်ပွားမှုတိုးမြင့်စေခြင်းစားရည်စူးကျိုးများကိုဖြစ်စေပါသည်။ ယနေ့ကဘာကြီးတွင်အဝလွန်ယောဂသည်ပေါင်းနိတရမ9တန်းကျော်နေစီးကျူယောဂသည်ပေါင်း938တန်းကျော်အထက်ရှိနေကြောင်းသိရသည်အဓိကတရားခံမှာပြုပြင်ဖန်တီးပုံပြောင်းထားတဲ့ process food များကြောင့်ပင်ဖြစ်သည် process food များတွင်တကြားပါဝင်မှုမြင့်မားသလုံး sodium စားပါဝင်မှုနှုန်းလည်းအရန်များသည်နေ့စဉ်မကြာခဏစားသုံးခြင်းဖြင့်တွေးတူယောဂနှလုံးယောဂနှင့်လေပြတ်နိုင်ခြင်းများလည်းဖြစ်စေသည် ခန္ဓာကိုယ်ထဲတွင်အငန်ဓာတ်များပြားနေခြင်းသည်ကြောက်ကပ်ကိုလည်းအန္တရာယ်ပေးနိုင်သည်။တဘာဝအတိုင်းရှိနေသည့်အာဟာရသတ်များသည်အကျိုးစီးပွားအမျိုးမျိုးအတွက်ပြုပြင်ဖန်တီးပုံတွင်းလိုက်တဲ့ချိန်တွင် အာဟာရသတ်ပေါင်းများသူ့အလိုလိုပျက်စီးသွားသည်။လုံပုံကိုင်းပုံနီးစနစ်ပေါ်မူတည်ပြီးဗီတာမင်တတူတန်အမြင်သတ်များပျက်စီးစေပြီးမူလအာဟာရအကျဉ်းချံနည်းနည်းဖြင့်အာဟာရမဖြစ်တော့ပေ။ ပရောဆက်ဖူများတဲ့တွင် အရောက်ဆိုးစီတာရှိခံစီအနံ့အရတာစားရတဲ့ဓာတုပစ္စည်းများပါဝင်နေခြင်းကြောင့် အနံ့အရသာဆွဲလန်းစိတ်ကိုဖြစ်စေသည်ယခုအခါတွင် အသင့်စားသုံးနိုင်သော processed food အမျိုးမျိုးသည် နေရာအနှံ့တွင်ရရှိနိုင်သော စားတောက်ကုန်ပစ္စည်းတမျိုးဖြစ်နေသည်တာရှည်အထာခံခြင်းအလွယ်တကူရရှိနိုင်ခြင်းအထိန်တို့တွင် စားသုံးနိုင်ခြင်းစားရတဲ့အခြေအနေမျိုးစုံကြောင့်ရရှိစားသုံးလာတဲ့အခါအစာအိမ်ဥလန်းကြောင်းနဲ့အသေးရောဂါများဖြစ်ပွားစေနိုင်သည် ထို့အပြင်နေ့စဉ်စားသုံးခြင်းဖြင့်အဝလွန်ခြင်းနှလုံးရောဂါသွေးကြောဆိုင်ရာရောဂါများဖြစ်ခြင်းစီးချုံအသည်ကြောက်ကက်ကိုထိခိုက်စေတဲ့အပြင်ကင်ဆာရောဂါအမျိုးမျိုးလည်းဖြစ်စေနိုင်ပါသည် processed food များ၏ရည်ရွယ်ချက်သည်တာရှိခံအောင်အမြင်လအောင်ဖန်တီးထားတဲ့ plastic packaging ထုံးများ plastic ဘူးများ ကော်ဘူးကော်ခွက်များကိုအများဆုံးအသုံးပြုထားပါသည်ဖန်ဘူးတန်ဘူးများသုံးထားတော်လဲစနစ်တကျ recycle ပြန်မလုပ်တတ်သောဖွံ့ဖြိုးဆဲနိုင်ငံများတွင် processed food ထုတ်ပေါ်မှုစွန့်ပြမှုများဤကြီးမားသောဝင်ထုတ်ဝင်ပေါ်သည့်လူသားများ၏ကဘာကြီးကိုအသက်ရှူချက်စေသောအမိုက်တာတာဖြစ်စေသည် အထူးသဖြင့် process food များသည်သဘာဝအသီးနှံအစားအသောက်များလောက်လူခန္ဓာကိုယ်ကိုကျန်းမာရေးအရာအထောက်အကူမပြုတဲ့အပြင်ဘေးထွက်ဆိုးကျိုးအမျိုးမျိုးနဲ့ယောဂမျိုးစုံများကလူသက်သန်းကိုတိုးစေပါသည်။ ်သို့သောကျားမရေးအသိပညာနှိမ်သောဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများစုသည်အစင်သည့်အလွယ်တကူစားသုံးနိုင်သော processed food များ၏အနံ့ရသာအမျိုးမျိုးကိုဂုံယူဝင့်ကြားစွာအသက်နှင့်လဲပြီးစိန်ခံကသုံးဆောင်နေကြသည် ထို့ပြင် processed food များနှင့်အတူစွန့်ပြေးပစ္စည်းမျိုးစုံသည်ယနေ့ခေတ်လူသားများနှင့်ကမ္ဘာမြေကိုပါရန်ရှာနေသည်ကိုအထူးတည်ပြုမိစေရန် ရေးသားတင်ပြအပ်ပါသည်